မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ဒီရဲ့အသွေသွေးကကေဝေးပြီးကိုယ်စိတ်နှစ်ပါးလုံးချုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမကတော့ချူပါ။ဒီနေ့အော်တိုဘာ24ရက်တောက်ကြနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့မြေပြင်အခြေအနေတွေကိုအမြဲမပြတ်လေ့လာရင် မှန်ကန်တဲ့လုံဆောင်ချက်တွေအလုပ်ဖြစ်တဲ့စီမံမှုတွေဖြစ်အောင်ကြိုးပမ်းပေးကြဖို့ပြည်အောင်စုဝင်ကြီးချုပ်ပြောကြားလိုက်တဲ့သတင်းနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့အထွေထွေအတွေ့အမှုချုပ်နဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွဲဆောင်ဆွေးနွေးခဲ့တဲ့သတင်းမြင်းကျက်ခရိုင်မှာ18ရက်တာအတွင်းတိုက်ပွဲလေးပွားဖြစ်ပွားခဲ့ရာအကြမ်းဖက်ဆေးအုပ်စုက40နီးပါးသေပြီးတော့လက်နက်ခဲယံအများပြားတင်စီရရှိခဲ့တဲ့တဲ့ ဒနုပြည်သူများအနေနဲ့အကြက်ဖက်စေအုပ်စုရဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံခြင်းပူးပေါင်းဆောင်ရွက်ခြင်းများမပြုလုပ်ဖို့ထုတ်ပြန်လိုက်တဲ့တဲ့အကြက်ဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကိုအာဆီယံထိပ်သီးညီလာခံကိုတက်ရောက်ခွင့်မပေးဘူးလို့မလေးရှားဝန်ကြီးချုပ်အတည်ပြုခဲ့တဲ့တဲ့နဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်တော်လှန်ရေးဆန္ဒပြလူမှုသပိတ်တဲ့နေ့ပဲဖြစ်ပါတယ်ရှင်။ ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့မြေပြင်အခြေအနေတွေကိုအမြဲမပြတ်လေ့လာရင်မှန်ကန်တဲ့လုံဆောင်ချက်တွေအလုတ်ဖြစ်တဲ့စီမံမှုတွေဖြစ်အောင်ကြိုးပမ်းပေးကြဖို့ပြောင်စုဝင်ကြီးချုပ်ပြောကြားလိုက်တဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။မြေပြင်အခြေအနေတွေကိုအမြဲမပြတ်လေ့လာရင်မှန်ကန်တဲ့လုံဆောင်ချက်တွေအလုတ်ဖြစ်တဲ့စီမံမှုတွေဖြစ်အောင်ကြိုးပမ်းပေးကြဖို့ပြောင်စုဝင်ကြီးချုပ်မန်ဝဲခိုင်တန်းကပြောကြားလိုက်ပါတယ်။ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှဆင် 38မြေဆောင်2025ကိုအောက်တိုဘာ23ရက်မှာပြုလုပ်ခဲ့ရာပြောင်စုဝင်းကြီးချုပ်မန်ဝင်းခိုင်တန်းကအခုလိုထည့်သွင်းပြောကြားလိုက်တာပါပြောင်စုဝင်းကြီးချုပ်မန်ဝင်းခိုင်တန်းကကော်မတီဟာအုပ်ချုပ်ရေးဖော်ဆောင်မှုကော်မတီဖြစ်နေတာကြောင့်ဝင်းကြီးဌာနအများစုရဲ့နေဆာဒူဝါကိစ္စတွေဟာဒီအုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေနဲ့ပဲအချိန်ပြည့်လှုပ်ဆောင်နေရသလိုတောင်ဖြစ်နေပါကြောင်းအင်မတန်အလုပ်များပြီးမြို့နယ်အဆင့်ထိတိုက်ရိုက်နှိမ့်နိုင်လှုပ်ဆောင်နေရတာတွေဖြစ်တာကြောင့် အတော်လေးခေါင်းရှုပ်ရတဲ့ကော်မတီလည်းဖြစ်တာအမှန်တင်ဖြစ်ပါကြောင်းဒီလိုအဆင့်ဆင့်ဆုံးဖြတ်ခဲ့ပြီးရတော့တခါတရံနေပြင်းအခြေအနေရလှုပ်ဆောင်ရကြက်တာမျိုးတွေအခက်ခဲတွေထပ်ပေါ်လာပြီးလောက်ကင်ဆောင်ရွက်မရတဲ့နှောက်နှေးတဲ့ဖြစ်စဉ်တွေလည်းဖြစ်တတ်ပါကြောင်းဒီလိုအခြေအနေရပေးထားချက်တွေကို အများအားနဲ့ဝိုင်းဝန်းစဉ်းစားအဖြေရှာပြီးဆက်လက်ကြောဖြတ်သွားကြရမှာဖြစ်ပါကြောင်း ဖြစ်နိုင်သမျှတော့အားစိတ်ကြိုးဝမ်းကြပြီးမြေပြင်အခြေအနေတွေလည်းအမြဲမပြတ်လိလာကြရင် မှန်ကန်တဲ့လုံဆောင်ချက်တွေအလုပ်ဖြစ်တဲ့စီမံမှုတွေဖြစ်အောင်ဆက်လက်ကြိုးပမ်းပေးကြဖို့မှတ်ကြားလိုပါကြောင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတယောက်လာကြတဲ့ဂျာကာလာဒေသန္တရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဘိုးကော်မတီအဖွဲ့ဝင်တွေက အမှတ်စဉ်39မြင်းဆောင်2025မှာချမှတ်ထားတဲ့ဆုံးဖြတ်ချက်ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့ပြည်စည်းမှုအခြေအနေတွေဆက်လက်ဆောင်ရွက်ရန်ကြံရှိနေတဲ့လုပ်ငန်းစဉ်တွေကိုချပြရှင်းလင်းပြီးတက်ရောက်လာတဲ့တာဝန်ရှိသူတွေကအကြက်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါအစည်းအဝေးကိုပြည်အောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းဦးဆောင်ပါပြည်အောင်စုဝန်ကြီးတွေဒုတိယဝန်ကြီးတွေအမြဲတမ်းအတွဲဝင်တွေတွဲဖက်အတွဲဝင်တွေနဲ့ဌာနဆိုင်ရာတွေရဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့အထွေထွေအတွင်းမှုချုပ်နဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွဲဆောင်ဆွေးနွေးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။အထွေထွေအတွင်းမှုချုပ်မစ္စတာမာတင်ချောင်ကောင်နဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့အကြားအော်တိုဘာ22ရက်ကဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။တွေ့ဆုံဆွေးနွေးရမှာမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီအားတရားဝင်မိဖက်ဖွဲ့စည်းဖြင့်ဆက်လက်အတိမတ်ပြုရေးအကြမ်းဖက်ဆေးအုပ်စုကပြင်ဆင်နေတဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ရင်းအတို့ရောင်ရွေးကောက်ပွဲရလက်အားနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့အဖွဲ့ဝင်လွှတ်တော်တွေကအတိအမှန်မပြုတ်ရဲတို့အပေါ်ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီအားတရားဝင်မိဖက်အဖွဲ့အစည်းဖြင့်ဆက်လက်အတိအမှန်ပြုမှုမှာအထွေထွေအတွင်းမှုချုပ်ရဲ့အရေးပါတဲ့အခမ်းကဏ္ဍကိုကျေးဇူးတင်တယ်လို့လည်းမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကပြောကြားခဲ့တယ်လို့ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီကသတင်းထုတ်ပြန်ထားပါတယ်။ ဂျနီဖာမြို့မှာပြုလုပ်တဲ့152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံတဲ့ဆက်ဆက်အစည်းအဝေးတွေကိုမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဒေါက်တာဝင်းမြတ်အင်းနဲ့ဒုတိယအဖွဲ့ခေါင်းဆောင်ဒေါ်စင်မာအောင်တို့တက်ရောက်နေတာပါရှင်။မြင်းဆန်ခရိုင်မှာ18ရက်တာအတွင်းတိုက်ပွဲ၄ပွဲဖြစ်ပွားခဲ့ရာအကြံဖက်စေယုတ်စုက40နီးပါးတေးပြီးတော့လက်နက်ခဲရဲ့အများပြတင်းစီရရှိခဲ့တဲ့တဲ့တွင်ကိုထပ်မံတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းမြင်းချံခရိုင်မှာစက်တင်ဘာ25ရက်ကနေအောက်တိုဘာ12ရက်အထိ18ရက်တာအတွင်းမှာတိုက်ပွဲ၄ချိန်ဖြစ်ပွားခဲ့ရာအကြမ်းဖက်ဆဲအုပ်စုက40နီးပါးသေဆုံးခဲ့ပြီးတော့လက်နက်ခဲယံအများပြားကိုတင်းစီရရှိခဲ့တယ်လို့မြင်းချံခရိုင်အမှတ်လေးတရင်ကထုတ်ပြန်ပါတယ်။စက်တင်ဘာ25ရက်မှာနထိုးကြီးမြို့နယ်ရန်ကင်းဖျားမှာမြိုင်တာကျေးရွာဘက်ဦးတီစစ်ကြောင်းထိုးလာတဲ့အင်အား200ပါးစစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်ကတိုက်ခိုက်ခဲ့ရမှာ အကြဖက်ဘိုးကြီးအပါဝင်ခုနှစ်ဦးသေဆုံးပြီးလက်နက်တက်လက်သိမ်းဆီးရမိခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲကိုမြင်းကြံခရိုင်အမှတ်လေးတက်ရင်မြင်းကြံခရိုင်အမှတ်30တက်ရင်မြေသားပကဖာတခြားမဟာမိတ်တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အော်တိုဝါတရက်မှာလည်းနထိုးကြီးမြို့နယ်မြိုင်သားရွာကိုမိရှို့ဖျက်ဆီးပြီးတော့တိုင်းနယ်ရွာအနီးဦးတိန်စစ်ကြောင်းထိုးလာတဲ့အင်အား250ကျော်ပါစစ်ကြောင်းကိုလည်းမြင်းကြံခရိုင်အမှတ်လေးတက်ရင်မြင်းကြံခရိုင်အမှတ်30တက်ရင်နဲ့ မြစ်သားပကဖာမင်းကြံခရိုင်ဒရုန်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်တပ်ကအထိခိုက်များပြီးဖွဲ့စည်းပုံပြန်စစ်ဦးလံသွားတယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါဗယ်။အဲဒီတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်က၄ဦးကိုစစ်တုံးပန်းဖြစ်ဖမ်းမိပြီးတော့အကြမ်းဖက်စစ်သား၁၀ဦးထက်မနည်းသေဆုံးကငကြင်းမိအပါဝင်လက်နက်မျိုးစုံ၁၀လက်ဒရုန်း၂စီးနဲ့ကြီးတွေတိမ်းမိရခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်အောက်တိုဘာ၉ရက်မှာလည်းမလိုင်မြို့နယ် နှောကန်ရွာဘက်မှာမလိုင်မြို့နယ်အင်ဂျီတော့ရွာဘက်ကိုဥတီစစ်ကြောင်းထိုးလာတဲ့အင်အား200ပါစစ်ကြောင်းကို မြင်းကြံခရိုင်အမှတ်၄တရင်မြင်းကြံခရိုင်အမှတ်30တရင်တို့ကတိုက်ခိုက်ခဲ့လို့ထိတွေ့တိုက်ပွဲငယ်တွေဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ်ဆက်လက်ပြီးတော့အောက်တိုဘာ12ရက်မှာလည်းတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်ဗိုလ်မှူးကျော်မင်းအပါဝင်၂၀နဲ့အထက်တေဆုံးပြီးတော့အကြမ်းဖက်စစ်သား၅ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ဆိုပါရယ် တင်ဆောင်တဲ့အကြက်ဖက်ပိုးမှုကမလိုင်းမြို့နယ်တောင်တာမြို့နယ်တို့မှာအမျိုးသမီး20ဦးထပ်မင်းကိုအလိုမတူအတင်းအဓမ္မပြုကျင့်တက်ဖြတ်တာနေအိမ်တွေကိုမိရှုဖျက်ဆီးတာတွေကိုဥဆောင်လောက်ကန်ခဲ့တာလို့အတိပေးထုတ်ပြန်ထားပါတယ်တိုက်ပွဲအတွင်းမှာလည်း RPG နဲ့ငချင်းမိတွေအပါအဝင်လက်နက်မျိုးစုံ24လက်နဲ့စစ်သုံးဆောင်တွေတင်ရမိခဲ့ကြောင်းဖော်ပြပါဗယ်။အော်တိုဝါ12ရက်မှာပဲမလိုင်မျိုးနဲ့အင်ဂျီတော်ရွာကိုစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့အင်အား200ပါစစ်ကြောင်းကိုထပ်မံတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအများပြတေဆုံးခဲ့လို့မလိုက်မြို့နယ်နှောကန်ရဲစခန်းကိုစစ်ကူခေါ်ခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီစစ်ကူစစ်ကြောင်းကိုလည်းမြင်းကျန်ခရိုင်အမှတ်၄တရင်မြင်းကျန်ခရိုင်အမှတ်၃၀တရင်နဲ့မဟာမိတ်တွေဖြစ်တဲ့မြင်းကျန်ခရိုင်အမှတ်၁တရင်မြင်းကျန်ခရိုင်အမှတ်၈တရင်နထိုးကြီးပါကဖာဒတာဦးပါကဖာတို့ကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ကတိတ်ဆုံထိခိုက်မှုများပြားခဲ့ပြီးစစ်ကူစစ်ကြောင်းစီကလက်နက်မျိုးစုံ17လက်သိမ်းရခဲ့ကြောင်းထုတ်ပြန်ပါတယ်။စက်တင်ဘာ25ရက်ကနေအောက်တိုဘာ12ရက်နေ့ထိမြင်းကျန်ခရိုင်အမှတ်လေးတရင်မြင်းကျန်ခရိုင်အမှတ်30တရင်တို့နဲ့အတူပူးပေါင်းဖွဲ့တွေဟာအကြမ်းဖက်စစ်တပ်ရဲ့ထိုးစစ်ကိုအကောင်းဆုံးခုခံကာကွယ်ခဲ့ပြီးတော့ခံစစ်အနေထားကနေထိုးစစ်အသွင်ကိုပြောင်းလာရဲဘော်တွေရဲ့အသက် သွေးချွေးတွေကိုရင်းနှီးပြီးတော့စစ်ဦးလံတဲ့အထိတွန်းလံခဲ့လေလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။တနုပြည်သူများအနေနဲ့အကျန်းဖက်စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံခြင်းပိုးပေါင်းဆောင်ရွက်ခြင်းများမပြုတ်လုဖို့ထုတ်ပြန်လိုက်တဲ့တဲ့တွေကိုဆက်လက်တင်ဆက်ပေးပါမယ်။တနုပြည်သူများအနေနဲ့အကျန်းဖက်စစ်အုပ်စုရဲ့အတူအောင်ရွေးကောက်ပွဲကိုအားပေးထောက်ခံခြင်း ပူးပေါင်းဆောင်ရွက်ခြင်းများမပြုလုပ်ဖို့အကျန်းဖက်စစ်အုပ်စုအကျိုးစီးပွားနဲ့အကျန်းဖက်စစ်အုပ်စုအာဏာတည်မြဲရေးကိုအစိပ်ပင်ရှင်လောက်တာမလုပ်ဖို့ဒနုပြည်သူလူမျိုးရေးတပ်တော်ကမနေ့ကထုတ်ပြန်လိုက်ပါတယ်။ဒနုပြည်သူလူမျိုးရေးတပ်ဦးအနေနဲ့အကျန်းဖက်စစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအတိအမှတ်ပြုလက်ခံသွားမှာမဟုတ်ဘူးလို့သဘောထားထုတ်ပြန်ပါတယ်။အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုတည်ဆောက်ရေးအဖြစ်ပြည်내အာကောင်ရေးမှပြည်အောင်စုအာကောင်ရေးတည်ဆောက်ရမှာ မိမိတို့အင်အားစုကနိုင်ငံရေးစစ်ရေးကိုအရှိန်နှစ်ပူးပေါင်းလှုပ်ဆောင်သွားမယ်လို့ဆိုပါရယ်။နိုင်ငံရေးကိုစားပြုမှုများကိုလည်းစနစ်တကျပူးပေါင်းလှုပ်ဆောင်သွားမှာဖြစ်ပြီးတော့ Federal Democracy ပြည်အောင်စုစနစ်ကိုဖော်ဆောင်သွားမယ်လို့ပြောပါရယ်။ဓနုပြည်သူလွတ်မြောက်ရေးတပ်ဦးအနေနဲ့ပြည်သူများနဲ့အတူပူးပေါင်းဆောင်ရွက်ရေးကိုလည်းအရှိန်နှစ်လှုပ်ဆောင်သွားမယ်လို့အသိပေးထုတ်ပြန်ထားပါရယ်ရှင်။အကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကို အာဆီယံထိပ်သီးညီလာခံကိုတက်ရောက်ခွင့်မပေးဘူးလို့မလေးရှားဝန်ကြီးချုပ်အတည်ပြုခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုအာဆီယံထိပ်သီးညီလာခံကိုတက်ရောက်ခွင့်မပေးဘူးလို့အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်ကအတည်ပြုပြောကြားလိုက်ပါတယ်။58ကြိမ်မြောက်အာဆီယံထိပ်သီးညီလာခံကိုအောက်တိုဘာ26ရက်ကနေ28ရက်ထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့ညီလာခံမပြုလုပ်ခင်မှာအခုလိုအသိပေးပြောကြားလိုက်တာပါ အကြံဖက်စရုပ်စုရဲ့လော်ဘီသတင်းဌာနတွေမှာကတော့အာဆီယံညီလာခံကိုအကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတက်ရောက်ခိုင်းသိအောင်နဲ့ချင်းထက်ဖြန့်ချိနေကြပါတယ်။အာဆီယံကတော့အကြံဖက်စရုပ်စုကအာဆီယံမှာသဘောတူညီခဲ့တဲ့အချက်၅ချက်ကိုလိုက်နာဖို့ပြက်ကွက်နေရဆိုပြီးအစည်းအဝေးတွေမှာနိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ် non political representative ကိုသာတက်ရောက်ခွင့်ပြုမယ်လို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်အမြင့်ပြတ်ချိန်မုံရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမက်ပင်မြို့နယ်မှာနောက်ပြတ်မလှည့်သေးဒီတော်လည်းရေးတပိတ်စစ်ကြောင်းကအတူရောက်ရွှေကောက်ပွဲစန့်ကျင်ရေးနဲ့အကြမ်းဖက်စစ်တပ်ကြာရှောင်းရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကနောက်ပြတ်မလှည့်သေးဒီတော်လည်းရေးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆွဲပြီး အကြမ်းဖက်စစ်တဲ့ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမက်ပင်မြို့နယ်မှာအောင်လန်းလွှင့်မြီရွှေကြီးတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးတဲ့စာသားကင်ဆွဲပြီး အတူရောင်ရွှေကောက်ပွဲစံကျင်ရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်းလွှင့်မြီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးတဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တဲ့ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရင်းမဲ့ပင်မြို့နယ်မှာအောင်လံလွှင့်မီထောင်းသွင်းနေတဲ့ပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူတက်ခွေမပေးနဲ့စာသားကင်ဆွဲပြီးအတူရောင်ရွှေကောက်ပွဲစက်ကြရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မီထောင်းသွင်းနေတဲ့ပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူတက်ခွေမပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်ဆက်တဲ့ကြာရှုံးရေးဟစ်ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ဆန္ဒပြတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားထဲကနေပဲအကြမ်းဖက်စစ်တဲ့ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေစဉ်ပြုလုပ်နေကြတာပါရှင်ပြည်သူလူထုပေါင်းတဘာဝဘေးလူလုတ်ဘေးဆိုရဲဘေးနဲ့တွဲကနေကင်းဝေးနိုင်ကြပါသည်ရှင်ဂျေဆုတင်ပါတယ်ရှင်